ကျွန်တော်တို့ရဲ့ YouTube channel ကိုအားပေးနေကြတဲ့စောင့်ချစ်သူအားလုံးပဲမင်္ဂလာညချမ်းပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ channel မှာဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာလုံးကမော်လမြိုင်မြို့မှာအမှန်တကယ်ဖြစ်ဖြစ်ခဲ့တဲ့ဖြစ်ရစံကျပြရလောကဇလန်းလေးကိုတင်ဆက်ပေးချင်ပါတယ်စောင့်ချစ်သူအားလုံးဇလန်းလေးအဆုံးထိနားဆင်အားပေးကြပါဦးခင်ဗျာ ခုပေးတဲ့ညာကြီးကတော့ကျေနပ်လောက်เสียပါပဲဒါပေမဲ့ခကြီးကဝေးလို့တဲ့ခါတော့ကျွန်တော်တယောက်တည်းနဲ့ဆုံးဖြတ်လို့မရဘူးဗျဇက်ပန်ရှင်နဲ့ကျွန်တော်တိုင်မရအောင်မယ်ကျွတို့ရွာသားတွေကလည်းဒီဇက်မှာဒီဇက်ဖြစ်နေတယ်ဗျဒီဇက်ကိုကြိုက်စည်းပြီးပြီးရအောင်ငှားခဲ့ပါဆိုလိုတာလာခဲ့တာအသွားပြန်ခီးကုန်ကြစိတ်ရွာမှာလမ်းမှာစားတောက်စိတ်အားလုံးကိုကျွန်တော်တို့ကတာဝန်ယူရမယ်ဇေယိတ်တီတာဝန်ယူတာကတော့ဟုတ်ပါပြီ လန်ကြီးလုံချုံမှုကလည်းရှိသေးတယ်ဗျဒီအတွက်လည်းကျွတ်တော့တာဝန်ယူပါရဗျတခုခုဖြစ်ရင်ပစ္စည်းအားလုံးတွေတာယာတန်ကြီးရော်ပေးပါမယ်စားစုထဲကိုထည့်လိုက်ပေါ့ကောင်းပြီလေစပန်ရှင်နဲ့တိုင်ပင်ပြီးတော့အကြောင်းပြန်ပါမယ်ဒါနဲ့ဆရာတို့ကဘယ်မှာတဲကြလဲဆက်သွယ်ရလွယ်အောင်လို့မေးထားတာပါကျွတ်တော့တဲတဲ့နေရာကတော့သိဖို့မလိုပါဘူးဗျဘယ်နေ့ပြန်လာမယ်ဆိုတာပဲပြောပါဒါဆိုရင်တော့တပတ်ခါလောက်ပြန်လာခဲ့ပြီ ကောင်းပြီကောင်းပြီကျွတ်တို့လာခဲ့မယ်ညမောင်ပြီလွတ်လပ်ရေးရပြီကစား၁၀နှစ်ကျော်အချိန်ခန့်ဖြစ်ပါတယ်1958ခုနှစ်ဝင်းကျင်ကာလလောက်ကဖြစ်ပါတယ်ဇာတပင်အဖွဲ့များအပြိုင်ဆိုင်တီထောင်ကပြနေသောကာလလည်းဖြစ်ပါတယ်မော်လမြိုင်မြို့မှာဇာတပင်အဖွဲ့များစွာရှိတဲ့နေ့စတင်းစိန်ဇာတပင်အဖွဲ့ဟာနာမည်ကျော်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်ကျွန်တော်ကဇက်စီးဖြစ်ပါတယ်တက္ကသိုလ်ဦးပါဆိုရင်လူတိုင်းက ိကြပြီးဖြစ်ပါတယ်ကျွန်တော်ဇက်တွင်နာမည်ကျော်လူရှင်တော်များဖြစ်ကြတယ်လိပ်ဘူးကြောက်စိမ်တရုတ်ဖြူစတဲ့လူရှင်တော်များလည်းပါဝင်ပါတယ်လူရှင်တော်တရုတ်ဖြူမှာနာမည်နဲ့ဆက်ညက်ဘက်အသားကမဲနဲ့နေတဲ့လူပါလူရှင်တော်များကမုံမြမဘာသာစကားနှစ်ဘာသာလုံးပြည့်လုံးထုတ်နိုင်သူတွေဖြစ်ပါတယ်မွန်ရွာရောက်ရင်မွန်ဘာသာနဲ့ပြည့်လုံးထုတ်နိုင်တယ်ကောင်းဆောင်မင်းသမီး ရွှေမြန်ကျင်တန်းကရုပ်ရည်ချော်မော်ပြီး အဆူကောင်းအငူကောင်းဖြစ်ပါတယ်။အရှေ့ပိုင်းပြဇတ်တနာမကအနောက်ပိုင်းဇက်ထုံမှာလည်းပိုင်နိုင်တဲ့တူတူဖြစ်ပါတယ်။ကောင်းကောင်းမင်းသားစတင်းစိန်ကလည်းအဆူကောင်းအငူကောင်း အကကောင်းအတန်ကောင်းပြီးရုပ်ချိုးတယ်မင်းသားဖြစ်ပါတယ်။အဲ့ဒီအကြောင်းကြောင်းတွေကြောင့်ပင်ကျွန်တော်တက္ကသိုလ်ဥပဦးစီးသောစကင်းစိန်ဇက်ပင်အဖွဲ့ထင်ပေါ်ကျော်ကြားနေခြင်းဖြစ်ပါတယ်။မော်လမြိုင်မြို့ဤပဝန်းကျင်သားမကရေမြိတ်တဝဲမြို့များထိနာမည်ကထင်ရှားလို့နေပါလေ။ ်အခုလဲတဝဲမြို့လွန်ကံပေါက်ရွာနီးကုတ်ကူရွာမှလူကြီးနှူးကမော်လမြိုင်ကိုရောက်လာပြီးကျွန်တော်တို့ရဲ့ဇက်တပင်အဖွဲ့ကိုကြိုက်စီပေး၍လာရောက်ငားရမ်းနေခြင်းဖြစ်ပါတယ်နှစ်ညပွဲခွင့်ဖြစ်ပြီးညကြီးကိုပေါက်ဆွေးတယ်သုံးစာပို့ပေးခဲ့ကြပါတယ်စားတော့စေခီးစေကိုလည်းတာဝန်ယူကြတဲ့ပြင်လက်ကြီးလုံလူကြီးတွေလည်းတာဝန်ယူမယ်လို့ဆိုကြပါသေးတယ်ကျွန်တော်လဲဇက်ပန်ရှင်ထိုင်ကိုသွားရောက်ပြီးတော့တင်ပြခဲ့တယ် ရခင်ကပွဲကားရင်ဇက်စင်းဖြစ်တဲ့ကျွန်တော်ရဲ့သဘောပါပဲ။ငွေကြီးစာချုပ်စာတန်းကစကျွန်တော်ကပဲစီမံခန့်ခွဲရတာဖြစ်ပါတယ်။အခုညာကြီးသုံးလာရမယ်ဆိုတော့လေခရီးကဝေးလို့တော့ကျွန်တော်တယောက်တည်းမဆုံးဖြတ်နိုင်မယ်ဇက်ပန်ရထံတင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ကိုကိုရွာကိုလည်းမရောက်ဘူးပါ။ကံပေါက်ရွာမှတစ်ဆင့်သွားရမယ်လို့ပဲသိရပါတယ်။ဇေငိမ့်ညာကြီးသုံးလာရမည်ဖြစ်တော့ ဇက်ပန်ရှင်နဲ့မင်းသားစကင်းစိန်တို့ကလည်းသဘောတူခဲ့ကြပါတယ်။ချင်းဆိုသောနေ့ရက်မှာပွဲငါးသူတွေကထပ်မံရောက်လာကြတယ်။ဇက်ပန်ရှင်သဘောတူညီကြောင်းကျွန်တော်ကပြန်ပြောခဲ့ပါတယ်။ကျွန်တော်တို့ကိုကိုရွာသားတွေကဒီဇက်မှာဒီဇက်ဖြစ်နေကြတာဗျ။ကျွတ်တို့ပြီးတဲ့ညာကြီးတောင်သဘောတူရင်စာချုပ်တာလုပ်ပြီးတော့ဤသို့နဲ့ကျွတ်တို့ဇက်ဖွဲ့မော်လမြိုင်မှတဝဲတို့မော်ဒန်ကြီးလေးစီးနဲ့ခရီးထွက်လာခဲ့ကြပါတယ်။ခေကာလအချိန်ကြီးရော လမ်းတွင်တစ်ခုခုဖြစ်လေမလားလို့စိုးရင်ထိတ်လန့်မိပေမဲ့မြည်သည့်ပြဿနာမှမကြုံတွေ့ခဲ့ရပါဘူးတဝဲရောက်ပြီးခဏနားပြီးတော့ကံပေါက်ဘက်ကိုခရီးဆက်ခဲ့ကြပါတယ်ကံပေါက်လမ်းမကြီးပေတနေရာမှာ ကားများရပ်တန့်လိုက်ကြတယ်ကားလမ်းမေးမှာနွားလဲအစီ20ကျော်ခန့်ကျွန်တော်တို့ဇက်ဖွဲ့ကိုလာရောက်ကြိုးစုံနေတာကို တွေ့လိုက်ရပါတယ်ပွဲငါးသူနဲ့ ရွာကလူတွေမြေသို့ဆက်တွေလှောက်ထားလို့အခုလိုလာရောက်ကြိုးစိုးနေတာကိုလည်းမတွေးတတ်တော့ပါဘူး။လက်တွေကိုတွေးတော့အံ့ဩနေကြတယ်။ကားပေါ်မှာဇက်တတားနဲ့ပစ္စည်းတွေကိုလှဲပေါ်သို့ပြောင်းတင်လိုက်ကြပါရယ်။ကံပေါက်မှာကိုကိုရွာသို့လှဲလန်းတာပေါက်တယ်လို့လည်းသိရပါရယ်။ဖုံတထောင်းထောင်းနဲ့ကျွန်တော်တို့ခီးဆက်ခဲ့ကြတယ်။မရောက်ဘူးသေးတော့ဒေသမို့ကျွန်တော်အတွက်အသည့်အစမ်းများဖြစ်နေခဲ့ပါရယ်။ကံပေါက်မှာကိုကိုရွာသို့တမနက်ခီးဖြစ်ပါရယ်။ ကျွန်တော်တို့ကိုကိုရရောက်ချိန်မှာ နေမွန်းဒိမ့်စာအချိန်ဖြစ်ပါတယ်။ရွာကတော့တောင်နှလုံးကြားမှာရှိတဲ့ရွာတန်းရှည်ကြီးဖြစ်ပြီးအိမ်ကြီးအိမ်ကောင်းတွေနဲ့စီကားလာတဲ့ရွာကြီးဖြစ်ပါတယ်။ရွာဘက်ဘက်လေးမှာကိုကိုဝင်းကြီးများအုံဝိုင်းနေပြီးတော့ကျွန်တော်တို့ရောက်ချိန်မှာကပြမဲ့ဇက်စင်ကတီဆောက်နေသေးပဲရှိပါသေးတယ်။မနေ့ကညမှာစတင်ကပြမိဖြစ်တော့ယနေ့ညတညကျွန်တော်တို့နားရပါအောင်မယ်။အမျိုးသမီးများကိုစာသင်ကျောင်းမှာတဲစီပြီးတော့ အမျိုးသားများကိုဖုံကြီးเจ้าမှာနေရာချထားပေးပါတယ်။ကျွန်တော်ကပဲနေရာထိုင်ခင်းနေစီစဉ်ရတယ်။ဘုံတော်ကြီးเจ้าကတော့ရွာစုံမှာတည်ရှိပါတယ်။ကြီးမားတဲ့ဘုံတော်ကြီးเจ้าဖြစ်ပြီးเจ้าရှင်မှာကြီးမားတဲ့ကိုကိုပဲကြီးနှစ်ပင်ကိုလည်းတွေ့ရပါတယ်။ပင်မန်းလွန်လာကြတော့အဲ့ဒီနေ့ညကကျွန်တော်တို့နှစ်နှစ်ချိုက်ချိုက်ကိုအိပ်ပျော်သွားခဲ့ပါတယ်။နောက်တနေ့မနေ့စောစောမှစပြီးဇက်စင်ကိုပြင်ဆင်ရတယ်ကျွန်တော်ကဇက်စီးဖြစ်တော့ကိစ္စအားလုံးကို တာဝန်ရှိတယ်လို့ဖြစ်ပါတယ်။ညနေဆောင်တော့မှပဲအားလုံးကပြင်ဆင်လို့ပြီးသွားတော့တယ်။ဘွဲကာရအစနစ်ပြင်ဆင်ပြီးမှလူလဲစိတ်ထဲမှာအေးသွားပါတယ်။ယနေ့ညရွာကချက်ကျွေးတဲ့ဟင်းကိုမင်းသားကမကြိုက်တော့ဟင်းဝယ်ရန်အတွက်ပွဲစည်းတန်းကိုထွက်လာခဲ့ပါတယ်။ပွဲစည်းတန်းကရှေလျားစီကားပြီးဇက်စင်ပပလည်းမှာလှေတန်းကြီးနဲ့ဝင်းရံနေတာကိုလည်းတွေ့လိုက်ရပါတယ်။ရွာနီးချုပ်ဆက်ကပွဲလာကြည့်တဲ့လူတွေထမရဲ့ ဇက်စင်နဲ့မလမ်ကမ်းမှာရောင်းချနေတဲ့ထမင်းဆိုင်လေးကိုကျွန်တော်တို့ဝင်ခဲ့ကြပါတယ်။ပြောင်းလဲနေသောဓာတ်အုပ်များကိုအစီရင်တင်ထားတာကိုတွေ့လိုက်ရတယ်။စက်သားဟင်းရှိလားဗျ။စက်သားဟင်းတော့မရှိတော့ဘူးဗျို။ဝတ်သားဟင်းပဲရှိတယ်။ဇက်ကထွက်လာတဲ့အချိန်မှာဇက်ဖွဲ့သားအားလုံးကိုဝတ်သားစားခွင့်ပေးမထားပါဘူး။ချက်လက်မချက်ရဘူး။ဘိုးဘဆိုင်လေးကိုလက်ကြည့်အောင်မလား။လာပါကွာပြန်ကြမယ်။ဇက်စင်မှာဒုညောင်လုံးမရှိလို့မဖြစ်ဘူး။တရားရောက်ရှိနေမှာဖြစ်မယ်။ မင်းသားကိုလက်ဆွဲပြီးဇက်စင်ရှိရာကိုပြန်လာခဲ့ကြတယ်။မင်းသားစကင်စင်ကစက်သားဟင်းကြိုက်တဲ့သူဖြစ်ပါတယ်။ဟင်းမကောင်း၍မစားနိုင်ပါ။မင်းသားเจ้าကိုကျွန်တော်ကကောင်းကောင်းသိပါတယ်။မင်းသားနဲ့ကျွန်တော်မှာညီကိုတဝမ်းခွဲတော်ဆက်သူများဖြစ်ကြလို့ကျွန်တော်လည်းမကြည့်ရတော့ပါဘူး။ကဲပါကွာ။မင်းဒီလောက်စက်သားဟင်းစားခြင်းနေငါသွားဝယ်ပေးပါမယ်။ချိန်ဆွဲပြီးကျွန်တော်ကပွဲစည်းတန်းဘက်ကိုနောက်တစ်ခေါက်ထွက်လာခဲ့ပါတော့တယ်။ စောစောကအကြက်သားရင်ရှိမရှိမေးခဲ့တဲ့ဆိုင်ရှိကဖြတ်သွားစေဒီမှာဒီမှာစောစောကအကြက်သားရင်မေးတာခင်ဗျမလားကြက်သားရင်ရပြီဗျာကြက်သားရင်ရမယ်ဆိုတော့ကျွန်တော်ဆိုင်ထဲကိုဝင်သွားခဲ့တယ်လွန်ခဲ့တဲ့မင်းနဲ့အနေငယ်ကပဲကြက်သားရင်မရှိဘူးလို့ပြောခဲ့တဲ့ဆိုင်ဖြစ်ပါတယ်ဟင်းအိုးတွေကိုကျွန်တော်ဖွင့်ကြည့်လိုက်တယ်ကြက်သားရင်တွေအပြည့်ရှိနေတာကိုကျွန်တော်အော်အော်စွာတွေ့လိုက်ရပါတယ်အိမ်မြမြန်မြန်ဆန်ဆန်ဟင်းအိုးတွေကကြက်သားတွေပြည့်နေတာကိုတော့ကျွန်တော်လုံးဝမတွေ့တတ်တော့ပါဘူး ျွန်တော်လည်းကြက်သားရင်းနှပွဲဝယ်ပြီးတော့ပြန်လာခဲ့တော့တာပေါ့မင်းသားကတော့ထမင်းစားလက်စားနဲ့စောင့်နေပါလေဟင်အပေါ့မင်းပြန်လာတာမြန်လာရာကြက်သားဟင်းကိုရခဲ့ရလားစောစောကဒုနီယာဝင်မိခဲ့တဲ့ဇာတ်ရမယ်ဝင်လာတာဟိဒုသွားမင်းလုံးကတော့ကြက်သားဟင်းမရှိဘူးလို့ပြောခဲ့ပေမယ့်ငါထပ်ရောက်သွားတော့ကြက်သားဟင်းတွေကဒဏ်ဝန်အားလုံးအပြည့်ပဲကွာဘာဘလို့စောစောကဆိုင်မယ်ဟာလားဝတ်သားဟင်းတွေပဲရှိခဲ့တာ အခုကြက်သားဆိုတော့တော်တော်ထူးဆန်းနေပါလားစားမလားစားစားမကွာစားပြီးရင်တို့နေရာပွဲပွဲစည်းပဲခဏလောက်တော့ဒီမှာအားလုံးစဉ်းသင့်ဖြစ်နေပြီပွဲစည်းကငါ့စိတ်ထဲမှာနည်းနည်းထူးဆန်းနေတယ်လို့ပဲကွာမင်းပြောတာနဲ့ကွာဒီကြက်သားရင်တော့ငါမစားတော့ဘူးငါလည်းစိတ်ထဲမတက်တော့ဘူးကွာမစားချင်လည်းမစားနဲ့တော့လာပွဲစည်းတန်းဘက်ကိုသွားအောင်မင်းသားနဲ့ကျွန်တော်လည်းပွဲစည်းတန်းဘက်ကိုထွက်လာခဲ့ကြပါလေတို့လုံးပေါအောင်စီကားနေတဲ့ပွဲစည်းတန်းကြီးကိုတွေ့လိုက်ရတယ်မင်းသား ဒီမှာခဏနေခဲ့ဦးငါဆော့ဆော့ကစက်သားရဲဝယ်တဲ့ဆိုင်ကဒီနေရာမှာရှိခဲ့တာအခုမတွေ့တော့ဘူးငါသွားမေးကြည့်လိုက်အောင်မေးအေးဟုတ်တယ်ဟာဆော့ဆော့ကငါတို့စက်သားဝယ်တဲ့ဆိုင်ကမတွေ့တော့ဘူးကျွန်တော်ဆော့ဆော့ကထမင်းဝယ်ခဲ့တဲ့ဆိုင်ကိုမတွေ့တော့ဘေးနားကက်လျက်ဆိုင်ကိုမေးကြည့်လိုက်ပါလေဆော့ဆော့ကဒီနားကထမင်းဆိုင်ကဘယ်ရောက်သွားလဲဗျခင်ဗျားတို့ကဒီရောက်သားမဟုတ်ဘူးထင်တယ်ဒီနေရာမှာထမင်းဆိုင်မရှိပါဘူးဗျာ မဟုတ်သေးပါဘူးဗျာအခုနေရာလေးတည်းစက်သားရင်ဝယ်သွားခဲ့သေးတာအမြင်နဲ့အတိုင်းပဲလीသမိုင်းဆိုင်ရှိရင်တွေ့မှာပေါ့မရှိလို့မတွေ့တာပေါ့အဲ့လိုပြောပြီးသူတို့တွေကတဟားနဲ့ရီမောနေကြတယ်ကျွန်တော်အလိုမင်းအားအတဲ့သွားမိပါလေစိတ်ထဲမှာလဲထူးဆန်းတဲ့အရက်ရောင်တွေကိုခံစားလာရတော့တယ်ကဲပါပြန်ကြစို့ဒီဘွဲသေးကထူးနေရတော့အမှန်ပဲကွာကျွန်တော်တို့နေရာလေးဇက်စင်ရှိရာကိုပြန်လာခဲ့ကြပါတော့တယ် ို့စက်သားစင်းမစားတာကောင်းတယ်။တုံမလိုက်ကွာမစားနဲ့တော့။ဇက်စင်ကိုပြန်ရောက်ပြီးစက်သားဟင်းချိုင်ကိုကျွန်တော်ယူလိုက်ပါတယ်။နောက်ဘေးမှာသွားပြီးတုံလိုက်မယ်လို့ဆုံးဖြတ်ပြီးဟင်းချိုင်ကိုဖွင့်လိုက်တယ်။ဟင်းဟင်းနေမရှိတော့ဘူးကွာ။ဟုတ်လားတရားတော်ယူစားလိုက်လို့ထင်ပါရဲ့။မဖြစ်နိုင်တာကွာဒုခွင့်ပြုချက်မရပဲဘသူကန်ရဲလို့လေ။အေးကွာသမင်းဆိုင်ကလည်းပြောက်ဟင်းနေကလည်းပြောက်တယ်တော်တော်တော့ထူးဆန်းနေပြီကွာ။ဒီကိစ္စဘသူမှမပြောနဲ့။ အဲ့ဒီညကဇက်ကနေရပြီမင်းကျွန်တော်စိတ်ထဲမှာထမင်းဆိုင်နဲ့ကြက်သားရင်ဖြစ်ပြက်တွေကတဝဲလေလေနဲ့ရှိနေပါလေဝဲခွင်ပထမညကအေးချမ်းချမ်းပဲပြီးဆုံးခဲ့တယ်နောက်နေ့ညနေစောင်းမှာမင်းသားနဲ့ကျွန်တော်ပွဲစည်းတန်းဘက်ကိုထွက်လာခဲ့ကြပါတယ်တနေရာရောက်မှာလူတွေဝိုင်းကြည့်နေတဲ့မျက်လေပွဲတခုကိုတွေ့လိုက်ရတယ်ကျွန်တော်နဲ့မင်းသားတို့ရောက်ချိန်မှာမျက်လေပြပွဲကပြခွက်အစ်စ်တခုကိုပြသနေတဲ့အချိန်ဖြစ်ပါတယ် မျက်လည်ဆရာရှိမှ လုံးဝနှက်လက်မှကန်ရှိတဲ့နိုင်လုံဂျိုးကိုတခွေကိုအခွေလိုက်ပုံထားတယ်ကျွန်တော်နဲ့မင်းသားတို့ရောက်ချိန်မှာအသက်၈နှစ်၉နှစ်ရွယ်ရှိယောက်ျားလေးတစ်ယောက်ကကြားရုံတစ်ခုပေးမှထိုင်နေတာကိုလည်းတွေ့ရပါတယ်မျက်လည်ဆရာကကဲငါသားဧည့်သည်အစ်စ်တွေရောက်နေတယ်တို့ရဲ့ထူးခြားစံပြားရင်သက်ရှူမောပွဲအင်မတန်အဝေါ်စရာကောင်းတယ်ပြက်ခွက်ကလေးကိုဆလိုက်အောင်တာဘိနာကကြားရုံကိုဒီနားကိုရွှေ့လိုက်အဲ့လိုပြောပြရတယ် မြက်လေဆရာဟာအသည့်ရှိနေတဲ့ပလူတချောင်းကိုကောက်ယူပြီးတန်စင်တစ်ခုကိုပလူတွေမှုတ်လိုက်ပါတယ်။ကျွန်တော်ကဂီတနဲ့စိမ့်သက်သူမဟုတ်ပါ။သို့သောတန်စင်ကကျွန်တော်မကြားဘူးတဲ့အတန်ဖြစ်နေပါတယ်။ပလူစမှုတ်လိုက်တာနဲ့ရှေ့မှာအခွေလိုက်ရှိတဲ့နိုင်လွင်ကျိုးခွေကြီးကတစတစထောင်လာခဲ့ပါတယ်။ကျိုးကကောင်းကင်ကိုတဖြည်းဖြည်းထောင်တက်သွားတယ်။မြက်လေဆရာက ပလူကိုစက်မှုတ်နေစေပါပဲ။ကျိုးသားကကောင်းကင်ကိုမြင့်မြင့်ပြီးတစထောင်တက်နေတယ် မျက်စိသုံးကောင်းဝင်ကိုရောက်သွားမှသူ့ရဲ့ပလူတန်ကတိတ်သွားပါတော့တယ်။အဲ့နောက်လက်ထဲကပလူကိုမှုတ်တယ်။စိုးစိုးကတန်စင်းနဲ့မတူဘဲထူးဆန်းတဲ့တန်စင်းတစ်မျိုးကပလူစီကဒီထွက်ပေါ်လာခဲ့ပါတယ်။ပလူမှုတ်နေတာကိုရန်နားလိုက်ပြီးကြားရုပ်ကို ပလူနဲ့ပေါက်လိုက်တယ်။ချက်ချင်းပဲအန်အောပွဲဟာကြားရုပ်စီကဒီဝေါင်ငယ်ခိမ့်တန်ကထွက်ပေါ်လာခဲ့ပါတယ်။အသက်ဝင်လာပြီးတော့တက်ရှိကြားရုပ်တစ်ကောင်ဖြစ်သူလုံးဝပြောင်းလဲသွားခဲ့ပါတယ်။ ကြောက်ရွံ့စိတ်နဲ့ကျွန်တော်နဲ့မင်းသားဟာနောက်ကိုဆုတ်လိုက်ကြတယ်။ကျွန်တော်တို့ယောက်သားကြောက်နေပြီမင်းကြံပိတ်သက်တွေကတော့တသောသောနဲ့လက်ခုပ်တီးပြီးရီမောနေခဲ့ကြပါတယ်။သူတို့မျက်နှာမှာအံ့ဩကြောက်ရွံ့တဲ့ပုံစံ လုံးဝမတွေ့ရပါဘူး။မျက်လည်ဆရာက အသက်ဝင်နေတဲ့ကြားယူကိုအမိန်ပေးလိုက်တယ်။ဒီကျိုးအတိုင်းတက်သွားလိုက်စမ်းမျက်လည်ဆရာအမိန်ပေးလိုက်တာနဲ့ကြားကြီးကဝေါင်းကနေတစ်ချက်ဟိဟောက်တန်ပြူပြီးကျိုးစာအတိုင်းအပေါ်သို့တွေ့တက်သွားပါတော့တယ်။ မျက်လက်စရာပလူရမှုတ်တယ်ကြားကြီးအောင်ဟိဟောက်တန်ပရင်ကျိုးစာတိုင်းအပေါ်ကိုတက်နေပါတယ်နောက်ဆုံးမှာကြားဟိဟောက်တန်ပရင်နေတဖြည်းဖြည်းနေငွင်းကနေပျောက်သွားတဲ့အထိဖြစ်သွားပါတယ်ကြားကြီးမြင်ငွင်းကပျောက်သွားတဲ့အခါမှာပလူတန်လည်းရပ်သွားတော့တယ်မျက်လက်စရာကသူ့သားကိုပြောလိုက်တယ်ငါသားရဲ့ကစားစရာကြားရုပ်ကအတက်ဝင်လာပြီးကောင်းငင်ပေါ်တက်သွားပြီ။သားရဲ့ကြားကိုပြန်လို့ချင်းဒီကျိုးအတိုင်းတက်လိုက်သွားပြီးပြန်ဖမ်းလာခဲ့ ဘလို့လဲသားလုံရဲရလားလုံရဲပါတယ်ဖေကတားတက်လိုက်တော့ပြီးကြောက်ကိုပြန်ဖမ်းခဲ့မယ်ပြောပြောဆိုဆိုမြက်လေဆရာရဲ့သားကထောင်မတ်နေတဲ့နိုင်လွန်ကျိုးပေါ်ကိုမြောက်တကောင်လားတွက်လွယ်တန်းကျင်စွာတက်သွားပါလေတပြေပြေကောင်းငင်နဲ့ရောက်သွားပြီးမြင်ကွင်းကပျောက်သွားတယ်အဲ့ဒီခိုင်မှာပဲကောင်းငင်ရန်စီကနေကြားမန်ဖီတန်ကြားဟိန်တန်တွေကိုကြားလာခဲ့ရပါတယ်ကလေးငယ်ရဲ့အော်ဟစ်ငိုယိုတန်ကိုလည်းတက်တက်ကြားရတယ် မကြခင်မှာထောင်မှတ်နေတဲ့ကျိုးပေါ်ကသွေးတွေစီကြလာခဲ့တယ်။အပေါ်မှာကျွန်တော်သားကြားကခံရပြီတူတယ်။ဒီမှာသွေးတွေစီကြလာတယ်။အဲဒီခိုင်မှာပဲကလေးငယ်ရဲ့လက်ပြတ်တစ်ဖက်ကသွေးတန်ရဲရဲနဲ့အထက်ကောင်တွေအောက်ကိုပြုတ်ကျလာပါတယ်။ဟင်ကျွန်တော်နဲ့မင်းသားကနောက်ကိုဆုတ်လိုက်တယ်။ကျွန်တော်တို့ယောက်မှာပါဝိုင်းအောင်ကြည့်တဲ့သူတွေကတဟားဟားနဲ့ရီမောနေကြပါတယ်။ကျွန်တော်တို့ကြောက်ရွံ့နေတော့မှပဲကလေးငယ်ရဲ့ အတွင်းကကလီစာတွေတစ်ခုပြီးတစ်ခုပြုတ်ကျလာတယ်။လက်ကုပ်တန်းကတဖြောင်းဖြောင်းနဲ့ကြားနေရတယ်။ကျွန်တော်ရဲ့ပျောက်ကွက်ကိုကြည့်ပြီးရေမောပျော်ရွှင်နေတာကို တွေ့ရလို့ကျွန်တော်လုံးဝကျဉ်တတ်ပါတယ်။ကျွန်တော်ပျောက်ကွက်ကိုအဆုံးသတ်ပါတော့မယ်။လက်ကုပ်တန်းများထွက်ပေါ်လာပြီးဆရာက ပလူကိုမှုတ်လိုက်တယ်။အဲဒီကောင်ကောင်းငင်မှာထောင်မှတ်နေတဲ့ဂျိုးစာကတပြေးပြေးပြန်ကျလာတယ်။အလိုလျောက်ရစ်ခွေပြီးတာပုံစံအတိုင်းပြန်ကျလာခဲ့တယ်။ကျုပ်ခင်ဒီမှာကလေးငယ်ရဲ့လက်ပြတ်ချပြကလီစာတွေကပြန့်ကျဲနေပါတယ် ျွန်တော်နဲ့မင်းသားကြီးတို့တန်အန်တော်ဖြစ်နေတော့မှာပဲကလေးငယ်တူလူအုပ်သားကတိုးဝင်ရောက်ရှိလာပါတယ်အဲ့ဒီကလေးငယ်ကစိုးစိုးကကျိုးပေါ်တက်သွားခဲ့တယ်ကလေးပဲခြေလက်စိတ်ပိုင်းကြီးကလည်းမြေပြင်မှာပြန့်ကျဲနေတော့မေအော်တားပြန်လာပြီလားတားရဲ့ကိုရင်ကစိတ်ပိုင်းကြီးတားပဲပြန်သိမ့်လိုက်တော့ကလေးငယ်ဟာဟုတ်ကဲ့လို့ပြောပြီးပြန်ကျဲနေတဲ့ခြေပြက်လက်ပြက်ကလေးစားတွေကိုပစိုးတဲ့ကောက်ထည့်ပြီးထုတ်ပူးလိုက်တယ်ပစိုးတဲ့ကနေ သွေးဆက်တွေကစီကြနေပါတယ်။ကလေးကပစိုးကိုပခုံးထက်လွှဲလိုက်တယ်။အဖေဖြစ်သူကကျိုးဝေကိုပခုံးထမ်းလိုက်တယ်။မင်းသားစကင်းစိန်ကမနေနိုင်ရက်လှမ်းပြောလိုက်တယ်။ဒီမျက်လက်စရာတိတ်ဆန်းတာ။ကျွန်တော်ပွဲခင်းနေမှာယုံသွင်းပြီးလိုက်ပြပါလား။ဒါမှမဟုတ်မြို့မှာလာပြပါလား။ခဏတတိပြက်မှာတေးကြတယ်ဗျ။ကျွန်တော်တို့ကဒီရွာကနေဘဲမှာသွားခွင့်မရှိပါဘူးဗျာကျေးဇူးတင်ပါတယ်ပြောပြောဆိုဆိုမျက်လည်ဆရာကပစ္စည်းများသိမ်းလိုက်တယ တလေးကကိုရင်ကစိတ်ပန်းကြီးထုတ်ပို့ထားတဲ့ပစိုးကိုလွှဲထားတယ်။မင်းသားကစကားပြောနိုင်ပြီမေကျွန်တော်ကတော့လုံးဝစကားမပြောနိုင်ခဲ့ပါဘူး။မျက်လည်ဆရာတို့သားဖာထွက်သွားပြီမေအံ့ဩတဲ့စိတ်နဲ့တူတစုံတရာကိုကြောက်ရွံ့နေမိပါတယ်။အိမ်မြထူးခြားဆန်းပြားတဲ့မျက်လည်ပြောက်ွက်မျိုးကျွန်တော်တသက်မှာတကားမှမတွေ့ဘူးပါဘူး။ပွဲကအချိန်နီးလာတော့ကျွန်တော်တို့ဇက်စင်ရှိရာပြန်လာကြတယ်။ကျွန်တော်တို့ဇက်စင်ကိုပြန်ရောက်ပြီးမကြမီမှာပွဲစားထွက်ပါလေ။ ။ဝဲခင်ကထင်ထားတဲ့ပိုစီကားတယ်။ဝဲခင်မှာကြုံတွေ့ရတဲ့ဝတ်သားဟင်းကကြက်သားဟင်းဖြစ်သွားတဲ့ပုံထမင်းဆိုင်ပျောက်သွားတာနဲ့တပြိုင်တည်းဝယ်ထားတဲ့ဟင်းတွေပါပျောက်သွားပုံထူးဆန်းလာတဲ့မျက်လည်ပြောက်ွက်တွေအကြောင်းကျွန်တော်နဲ့မင်းသားပဲတိကျပါတယ်။ကြံဇက်ဖွဲ့သားတွေကိုကျွန်တော်တို့ပြောမပြပဲလုံးဝလေးပေးမတိခဲ့ပါဘူး။ထုံချားကအစီအစဉ်တိုင်းအော်ပရာရှေးပိုင်းပြစနှစ်ပါးတွင်နောက်ပိုင်းဇက်ထုတ်တွေကိုအဆင်ပြေပြေကပြနိုင်ခဲ့ကြပါတယ်။ နောက်ပိုင်းဇက်တော့မပြီးမီမှာပဲတိမ့်ဆဲတဲ့နယ်ပစ္စည်းတွေကိုတိမ့်ဆဲရန်စော်ဩလိုက်တယ်။နောက်ပိုင်းဇက်တော့ပြီးတော့နှုတ်ဆက်အကကပြတာနဲ့ကျွန်တော်နဲ့မင်းသားတို့ကရောက်စကတဲကိုခဲ့တဲ့ဖုံချောင်းဘက်ကိုထွက်လာခဲ့ကြပါတယ်။ဆရာတော်ကိုလူဝင်တဲ့ဝတ္ထုငွေတွေစက်ကလူတန်းပြီးနှုတ်ဆက်ကြတော့ရန်ဖြစ်ပါတယ်။ရောက်လျာရက်မှာကျွန်တော်တို့ပြုတ်လုံနေကြအစီအစဉ်လည်းဖြစ်တယ်။ပွဲစည်းတဲ့လွန်နာနဲ့ကျောင်းထိပ်မှာရှိတဲ့ကြီးမားတဲ့ကိုကိုပင်ကြီးနှစ်ပင်ကို တွေ့လိုက်ရပါတယ်။ ကျွန်တော်လုံးဝမှတ်မိနေခဲ့တယ်။အဲ့ဒီကိုကိုပင်ကြီးနဲ့ပင်ရဲ့အလွန်မှာဖုန်ကြီးကြောင်းရှိတာသိကြပါလေ။ကျွန်တော်တို့ကြောင်းရှိရာဘက်ကိုလှမ်းကြည့်လိုက်တော့ကြောင်းဟာလုံးဝမတွေ့ရတော့။ဟာဘလို့ဖြစ်တာလဲဟာဖုန်ကြီးကြောင်းနဲ့မရှိတော့ပါလား။အေးကွာတို့တဲခဲ့တာဒီနေရာအမှန်ပဲ။ဒီလောက်ကြီးတဲ့ကြောင်းဟာမတွေ့တော့ဘူးဆိုတော့ထူးစားလိုက်တာ။ကျွန်တော်တို့နှစ်ယောက်ရဲ့အာမေရိကန်ကနှုတ်ကတပြိုင်တည်းထွက်သွားခဲ့ကြတယ်။ကျွန်တော်တို့တဲခိုခဲ့ကြတယ် အင်မတန်ကြီးတဲ့ဘုံကြီးကျောင်းကိုအစအနပဲမတွေ့ရတော့ပါဘူး။တစ်ပင်ခြုံတွေအုံဆိုင်နေတဲ့မြေခွက်ကြီးကိုသာတွေ့ရတယ်။သူစားလုံးတော့ရုတ်တရက်စကားပဲမပြောနိုင်ပဲအံ့ဩမြင်သက်မိနေခဲ့ပါလေ။ဘလို့ဖြစ်လဲဆိုတော့ငါတော့မပြောတတ်တော့ဘူး။မင်းသားကြီးဘလို့ဖြစ်ပြီးကျောင်းကြီးကပျောက်သွားတာလဲ။တခုခုတော့လွဲနေပြီကွာ။လာပါပြန်ကြမယ်။ငါရှင်နဲ့မတတ်တော့ဘူးကွာ။ဒီရွာအမြန်ဆုံးထွက်သွားနိုင်လေကောင်းနေပဲ။ကြုံရတာလေအထူးစမ်းနေပြီပဲ။ ကျွန်တော်နဲ့မင်းသားတို့ဇက်စင်ပေါ်ပြန်ရောက်ချိန်မှာတော့ဇက်ပစ္စည်းတွေကတိမ်ဆဲပြီးစီးနေပြီဖြစ်ပါတယ်။လက်တွေကိုလည်းဆင်းသွင်းတွေ့ရတယ်။လက်တွေဘောကိုပစ္စည်းတွေတင်ပြီးတော့ကိုကိုရွာကထွက်လာခဲ့ကြပါတယ်။မိုးလင်းလင်းချင်းထွက်လာတော့စေနာကြီးတတလောက်မှာကံပေါက်ကိုရောက်လာခဲ့ကြပါတယ်။ကားလေးစီးကအစင်းနဲ့စောင့်နေခဲ့တယ်။လက်ရောမှာပစ္စည်းတွေကိုကားပေါ်သို့ရွှေ့ပြောင်းပြီးတင်လိုက်ကြပါတယ်။လိုက်ပို့တဲ့လူတွေကလည်းကံပေါက်အထိပဲလိုက်ပို့ကြတယ်။ကံပေါက်က တဝဲဘက်ကိုခီးဆက်ခဲ့ကြပါတယ်။တဝဲမျိုးတဲ့အရောက်မှာတော့လူနှစ်ဦးဟာကျွန်တော်တို့ကားကိုရက်ရံအတွက်လက်ဓာနေတာတွေ့လိုက်ရတယ်။ကျွန်တော်နဲ့မင်းသားကကားရှေ့ဆုံးကန်းကနေအတူစီးလာခဲ့ကြတာပါ။ကျွန်တော်တို့လည်းကားကိုရက်ပြေးလိုက်ကြတယ်။ကျွန်တော်ဟင်းစင်းတက်ထူတူဖော်ကြီးကအရာရှိပါ။သူကကျွန်တော်တစ်ဖက်ပါ။ရုံးချုပ်ကတဝဲမှာပါ။ကျွန်တော်မေအသေးတန်ဖြစ်နေလို့ကားချုံလိုက်ပြစီဗျာ။ဘယ်ဟိုသွားကြလို့လဲအဲ့ဗျ။ရန်ကုန်ဘက်ကိုသွားရမယ်။ ဒီကားကမော်လမြိုင်ကြီးပဲရောက်မယ်။ဒီဇက်ဖွဲ့ကလည်းမော်လမြိုင်ကဇက်ဖွဲ့ပါ။ကားပေါ်ကဆိုင်းပုတ်ကိုတွေ့ပါတယ်။မော်လမြိုင်ကြီးရောက်ရင်ပဲရပါပြီ။မော်လမြိုင်ရောက်ရင်ရန်ကုန်ဆက်သွားဖို့ကလွယ်သွားပါပြီ။ဒါဆိုတော့လိုက်ခဲ့ပေါ့ဗျာ။ကားကောင်းကမ်းမှာတော့တယောက်ပဲရတော့တယ်။တယောက်ကတော့ကားနောက်ခံကလိုက်ခဲ့ပေါ့။ကျေးဇူးပါပဲဗျာ။ကဲမောင်တည့်ရင်မင်းကားနောက်ခံကလိုက်ခဲ့တော့။အရာရှိဇိုးသူကိုကားကောင်းကမ်းမှာတင်ပြီးကျွန်တော်နဲ့အတူထိုင်ခွင့်ပေးလိုက်တယ်။ ကျွန်တော်တို့ကတော့ဆက်ထွက်လာခဲ့ပါတယ်ကျွန်တော်နာမည်ကငွေလိုင်းလို့ခေါ်ပါတယ်ဘူမိဗေဒအရာရှိပါရန်ကုန်မှာနေတဲ့ကျွန်တော်အမေအသေးအံဖြစ်နေတယ်ဆိုတဲ့ကျင်းတန်းရလို့ရန်ကုန်မြန်ပြန်ကျင်လို့ပါခမကြီးရတာကျမကြီးမကောင်းတဲ့ပုံပဲဖြားနေလို့လားကျွန်တော်ကငက်ဖြားယောဂါခံရှိထားတယ်တော်ရတောင်တွေသွားပြီးဘူမိတိုင်းတာစမ်းတမ်းရေးအတွက်လုပ်နေရတာတော်ရတောင်တဲ့အနေများလာကြောင့်ငက်ဖြားယောဂါရခဲ့တာ ဒါနဲ့ဆရာတို့ဇက်ဖွဲ့ကဘယ်မှာကပြီးပြန်လာခဲ့တာလဲကံပေါက်ဘက်ကကိုကိုဆိုတဲ့ရွာမှာကပြီးပြန်လာခဲ့ကြလားဗျာကိုကိုရွာ ဟုတ်လားကံပေါက်ကတဆင့်သွားရတယ်ကိုကိုရွာလားကိုကိုရွာလို့ဆိုလိုက်တော့ဘူမိဗေဒအရာရှိဆိုတဲ့လူကမယုံကြည်တဲ့မျက်နှာနဲ့ကျွန်တော်တို့ကိုပြန်မေးခဲ့ပါတော့တယ်ဟုတ်တယ်လေကံပေါက်ကနေလဲနေတမနဲ့ခီးလောက်သွားရတာတကားမှမရောက်ဘူးလေရွာပေါက် ရွာဆိုပေမဲ့တော်တော်စီသားဗျဒီလိုတော့တောင်ထဲမှာဒီလိုစီးတဲ့ရွာရှိမဲဆိုတာလုံးဝမထင်အောင်အဲ့ဒီရွာကတောင်နှလုံးသားမှာရှိပြီးကိုကိုဘေးနေနဲ့မလားခမရကိုကိုရွာကြောင်းတော်တော်သိနေပါလားဗျခမရရောက်ဖူးလို့လားသိဆိုအဲ့ဒီဒေသဟာကျွန်တော်တို့ရဲ့ရှေ့တန်းစခန်းလေးပဲတဲလင်းကားလုံးလောက်သာရှိတာသုံးလတစ်ခေါက်လောက်ရောက်နေကြပါရွာလို့တောင်ခေါ်လို့မရပါဘူးအာမဟုတ်တာဗျာတော်တော်စီးတဲ့ရွာကြီးပါဗျာ စီလိုက်တဲ့ပွဲစည်းပွဲလာကြည့်ရဲလက်တွေကလည်းနည်းနည်းမှမဟုတ်တာပွဲစည်းကလည်းအရှိကြီးပဲဗျမဖြစ်နိုင်ဘူးဆရာတို့တခုခုမှားနေပြီထင်တယ်အဲ့ဒီရွာမှာဆရာတို့ထူးဆန်းတာတွေကြုံခဲ့သေးလားအာတိတ်ကြုံတာပေါ့ဗျာကြုံတယ်မင်းသားကြုံခဲ့တာကျွတ်တော်အဲ့ဒီရွာလူတွေကိုမတင်ကဖြစ်နေကြတာကျွန်တော်ပြောပြပါလားဆရာတို့ကြုံခဲ့ရတဲ့အထူးဆန်းနေဆိုတာကျွန်တော်ကပွဲစည်းထဲမှာကြုံခဲ့ရတဲ့မျက်လည်ပွဲကထူးဆန်းပုံဝတ်သားဟင်းကကြက်သားဖြစ်သွားပုံဈေးဆိုင်ပြောက်သွားတာနဲ့ ဝေထားတဲ့ဟင်းတွေလည်းပျောက်သွားတဲ့ပုံကိုပြောပြခဲ့တယ်။နောက်ဆုံးကြီးမားတဲ့ဘုန်းကြီးကျောင်းကြီးလည်းတကြောင်လုံးနေရာမှာပျောက်ကွယ်သွားတာကိုပြောပြခဲ့တာပေါ့။ကျောင်းရှိမှရှိတဲ့ကိုကိုဘင်းကြီးနှစ်ပေမဲ့ကြံခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြလိုက်တယ်။အဲ့ဒါဆိုရင်တော့ဟုတ်ပါပြီ။အဲ့ဒီကိုကိုဘင်းကြီးနှစ်ပေကနှစ်ချုံနေတဲ့အပင်ကြီးတွေပြ။အဲ့ဒီအပင်ကြီးနှစ်ပေအနီးကဘုန်းကြီးကျောင်းတွေ့ရဲဆိုတဲ့နေရာကတင်ညာအဟောင်းကြီးပဲ။လွတ်လပ်လေးမရမီကလေးကအဲ့ဒီမှာရွာရှိဘူးလား။ နောက်တော့ရွာပြတ်သွားတယ်လို့ပြောကြတယ်။ပြီးတော့အဲ့ဒီနေရာကိုကြက်ကုန်းလို့လည်းခေါ်ကြတယ်။အဲ့ဒီမှာကြက်တစီတွေရှိတယ်တဲ့။ဘာကြက်ကုန်းဟုတ်လား။ဒါဆိုကျွန်တော်ဇက်ကတဲ့နေရာကအဲ့အဲ့နေရာရွာမရှိဘူးပေါ့။အဲ့နေရာကျွန်တော်ကိုကိုစခန်းအဝင်ဝနေရာပါ။ဘာမှမရှိဘူး။ကျွန်တော်ဝန်ထမ်းတွေတောင်ကြက်တွေလှည့်ထားတာကြုံရသေးတယ်။အစားကကိုကိုစခန်းမှာရှိတဲ့တဲတွေတစ်လုံးနဲ့တစ်လုံးတခေါ်သာသာခက်လက်လက်မှရှိကြတာ ကြက်တစီနဲ့ကြုံခဲ့ပြီးတော့ဆုပြီးတော့နေကြတာပဲတဲလင်းကား6လုံးလောက်သာရှိတော့တာအင်းမဟုတ်မှလွဲရောဆရာတို့ကကြက်တွေလှည့်စားတာခံရပြီထင်တယ်အာခင်ဗျာပြောမှာပဲကြက်သိန်းတောင်ထလာပြီဗျာကြက်သားဟင်းဝယ်ပြီးကြတဲ့ကစိတ်ထဲမှာတထထင်ဖြစ်နေသေးတယ်ဗျာဆရာတို့ဇပွဲဘာမှဖြစ်တာကံကောင်းနဲ့ပြောရမယ်အဲ့ဒီကြက်တွေကပွဲကြိုက်တဲ့ကြက်တွေထင်မှာရဲ့အခုကဆရာပြောတဲ့ကိစ္စတွေကိုတခြားဇပ်ဖွဲ့သားတွေသိသေးလားကျန်တဲ့လူမသိပါဘူးကျုပ်ကဇက်စီ စိတ်ထဲမတင်ကဖြစ်နေလို့အဖွဲသားတွေကိုရွာထဲသွားခွင့်မပြုဘူးဒီကိစ္စကကျုံနဲ့မင်းသားနှစ်ယောက်ပဲတိတာကျွန်တော်ပြောတာတွေရောယုံရဲ့လားကျွန်တော်တို့စီကလူတွေကိုယ်တိုင်ကြုံခဲ့ရတာရှိတယ်ယုံပါတယ်ကျုံနဲ့မင်းသားကိုယ်တိုင်ကြုံခဲ့ရတာပဲကဲမင်းသားကြီးနောက်ဆိုညာကြီးဘလောက်ပဲပြေးပြေးမရောက်ဘူးတဲ့နေရာဆိုမလိုက်တော့ဘူးမော်လမြိုင်ရောက်မှာပဲဇက်အဖွဲသားတွေကိုပြန်ပြောပြရမယ်ကျွန်တော်ကတစ်ချိန်လုံးငြိမ်ပြီးမိတ်လိုက်ပါလာတဲ့ဇက်မင်းသားကိုပြောလိုက်တယ် ကျွန်တော်ဇက်ကခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပါပြီ။နေစုံနဲ့ရောက်ဘူးတယ်။အခုကဲသူကြက်တွေနဲ့တကားမှမစုံဘူးခဲ့ပါဘူး။ကြက်တွေရှိခဲ့တယ်ဆိုတော့ကြက်ကုန်းမှာဇက်ကပြခဲ့တာဒါပထမဆုံးချိန်ပါပဲ။ပထမဆုံးအတွေ့အကြုံလည်းဖြစ်တယ်။မော်လမြိုင်ပြောက်တာနဲ့ဇက်ပန်ရှင်ဥကျင်ခဲ့ကိုလှည့်စားတတ်တဲ့ကြက်တွေအကြောင်းကိုပြောပြပါဦးမယ်။နောက်ဆက်အားပေးကြပါတော့ရွှေကိုချန်တဲ့ပြည်သက်များကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ ။နောက်ရဒီမှာလေးကျွန်တော်တို့ရဲ့ channel မှာဇလံကောင်းများစွာကိုတင်ဆက်ပေးမှာမို့လာရောက်အားပေးကြပါဦးလို့လေးစားစွာဖြင့်ဖိတ်မှန်တကားပြုပါရစေ။စာချစ်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ။